2025ခုနှစ်ဇွန်လ12ရက်နေ့ဂျာတာပရင်းနေ့ညနေပိုင်း6နာရီဂျူရူဝရရှိတဲ့တိုင်းတာချက်တွေနဲ့မြန်မာပြည်ရာသီဥတုအခြေအနေများကိုဆက်လက်ခမန်းတင်ပြမှာဖြစ်ပါတယ်။ဒီကနေ့တောင်တရုတ်ပင်လယ်မှာတစ်ပေါ်နေတဲ့လေပြားနဲ့ရဝုန်းနဲ့လေဆိုင်ဝဲဟာ ဒီကနေ့မှာဆိုလို့ရှိရင်ညနေ6နာရီမှာတနာရီအားလုံးမင်္ဂလာမြေကြီး Movie Entertainment Channel ကြိုဆိုလိုက်ပါရစေ။ဒီနေ့ဒီစပ်မဲ့သတင်းလေးကတော့ဇွန်လ12ရက်နေ့ကနေ15ရက်နေ့ထိမုံနေတဲ့နဲ့မုံမြမဲ့နေရာဒေသတွေကိုကြိုတင်ခန့်မှတ်ထားတဲ့မိုးစလဘလော့ကဦးထီးတင်ရဲ့ view file လေးကိုကျွန်တော်အမျိုးပြသက်တင်ဆက်ပေးတာဖြစ်ပါတယ်။ဒီ view file လေးကိုတင်ဆက်ပြသက်ပေးတဲ့ရည်ချက်ကတော့ကျွန်တော်အမျိုးလည်းကြိုတင်ကောက်ကွယ်ပစ္စည်းလေးရအောင်ဘူးတရအနေနဲ့ပြင်လဲဝင်မဲ့တင်ဆက်ပေးခြင်းဖြစ်တဲ့ဒီ view file လေးကကျွန်တော်အမျိုးတွေအကျိုးရှိမယ်လို့မျှော်လင့်ပါတယ်။ဒါဆိုရင်တော့ကျွန်တော် view file လေးကိုဆက်လိုက်ရအောင် ီမိုင်၅၀ကျော်စတင်တိုက်ခတ်လာတဲ့အတွက်သူ့ကိုဝူတစ်ဆိုတဲ့မုံတိုင်းအမည်စတင်တတ်မှတ်လိုက်ပါတယ်ဝူတစ်ဆိုတာတရုတ်အမည်ဖြစ်ပြီးတော့မြန်မာလိုတော့လိပ်ပြာလို့ခေါ်တယ်လို့သိရှိရပါတယ်ဒီဝူတစ်မုံတိုင်းရဲ့လေဆွဲအကြောင်းလို့မုတ်တုံလေစီးကြောင်းဟာမြမာပြည်အောက်ဖက်ကိုအားကောင်းကောင်းနဲ့ တက်ခတ်နေပြီးတော့မြမာပြည်အလဲပိုင်းနဲ့မြမာပြည်ကမ်းရိုးတန်းဒေသကိုလည်းအချိန်ကုန်ပြင်းစွာနဲ့ရေငွေ့ဖေဆောင်တက်ခတ်နေခြင်းဟာမြမာပြည်အတွက်အာဏာရှိတဲ့အခြေအနေမလို့ကျွန်တော်တို့ဒီကနေ့ညနေတင်ပြရခြင်းဖြစ်ပါတယ်ကျွန်တော်တို့ဒီကနေ့7နှစ်နှစ်ညနေ9နာရီလောက်မှာရေမုံတိုင်းလေစာများရဲ့အချက်လက်များအရမြမာပြည်အောက်ပိုင်းမှာ တိမ်များထူထပ်ပြီးတော့မြမပြည်လေပိုင်းမှာကွက်ကြားမူကြီးနေတာတွေ့ရသလိုပဲအခြားဒေသတွေမှာလည်းနေရာကွက်ကြားမိုးတွေရွာနေတာကိုကျွန်တော်တို့တိုင်းတာရရှိပါတယ်ဒီကနေ့ဆယ်နှစ်နှစ်မှာရွာသွားတဲ့မိုးတွေကို လေ့လာကြည့်မယ်ဆိုလို့ရှိရင်တော့မန္တလေးနေပြီးတော့အနောက်ဘက်နဲ့မကွေးတိုင်းတနင်္လာရီတိုင်းတို့မှာမိုးရေချိန် ၃လက်မလောက်ကြီးနေရာကွက်ပြီးတော့မိုးကြီးသွားတာကိုကျွန်တော်တို့တွေ့ရှိရပြီးတော့ဒီအဝါရောင်ပြနေတဲ့ဒေသတွေမှာဆိုလို့ရှိရင်တော့မိုးရေကြီး၁ဒသမ၄လက်မလောက်ကြီးရရှိမယ်လို့ကျွန်တော်တို့ခန့်မှန်းထားပါတယ်ရှင်းတောင်နာမန္တလေးတိုင်းစကိုင်းတိုင်းအောက်ပိုင်းမကွေးတိုင်းနေပြည်တော်ရန်ကုန်တိုင်းပဲခူးတိုင်းရှမ်းပြည်နယ်တောင်ပိုင်း ကချင်ပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်၊တနင်္လာရီတိုင်းတို့မှာနေရာကွက်ပြီးတော့မိုးများသွားတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်။အထူးသဖြင့်မနေ့ပြင်တောက်ကြာ73ရက်နေ့မှာဆိုလို့ရှိရင်တော့ဘူတိမုံတိုင်းရဲ့ဆွဲအားကြောက်မလို့မြမာပြည်အောက်ဖက်မှာရေကြီးနိုင်တဲ့အခြေအနေကိုကျွန်တော်တို့အသိပေးပြည်ပေးတင်ပြလိုပါတယ် အထူးသတိထားရမယ့်နေရာတွေကတော့ရခိုင်ပြည်နယ်တောင်ဘက်အေရာဝတီတိုင်းတောင်ဘက်ရန်ကုန်တိုင်းတောင်ဘက်မွန်ပြည်နယ်ကရင်ပြည်နယ်တနင်္လာရီတိုင်းတို့မှာဆိုလို့ရှိရင်တော့မိုးရေကြီးငါးလက်မကနေပြီးတော့၆လက်မ9လက်မအထိရုတ်တရက်မိုးကြီးခြင်းနဲ့ရင်ဆိုင်ရမယ့်အခြေအနေဖြစ်လို့မိတ်ဆွေများကိုအတိအပြီး မျှဝေပေးကြပါထို့အတူပဲအချင်းပြည်နယ်မှာမိုးရေကြီးတက်တမ၄လဲမလောက်ဒီနေရာကွက်ပြီးတော့မိုးကြီးနိုင်သလိုပဲချင်းတောင်တန်းမကွေးတိုင်းရှမ်းပြည်တောင်ပိုင်းရခိုင်ပြည်နယ်တောင်ပိုင်းပဲခူးတိုင်းတနင်္လာရီတောင်ဘက်တို့မှာလည်းနေရာကွက်ပြီးတော့မိုးများနိုင်တဲ့အခြေအနေရှိပါတယ်။တနေနေ့14ရက်နေ့ရောက်တဲ့အခါမှာလည်း မုတ်တုံလေးစီးကြောင်းအားနဲ့မြမာပြည်အောက်ပိုင်းမှာဆက်လက်ပြီးတော့မိုးများနိုင်တယ်လို့ပဲမြမာပြည်အထက်ပိုင်းမှာလည်းမိုးများနိုင်တဲ့အခြေအနေရှိပါတယ်ထို့တူချင်းတောင်တန်းသခိုင်းတိုင်းအထက်ပိုင်းကချင်းပြည်နယ်ရှမ်းပြည်နယ်နေပြည်တော်ရခိုင်ပြည်နယ်ကေရဝတီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းကရင်ပြည်နယ်မွန်ပြည်နယ်သတင်းနိုင်တိုင်းတို့မှာနေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်အထူးသဖြင့် ရခိုင်ရိုးမနဲ့ရခိုင်ပြည်တောင်ပိုင်းဒဝေကနေပြီးတော့မော်လမြိုင်အထိနေရာကွက်ပြီးတော့မိုးရေကြီး၄လမ၅လမလောက်ထိရရှိနိုင်တဲ့အနေအထားဟာအနေရရှိလာပြီလို့အတိပေးတင်ပြလိုပါတယ်၁၅ရက်နေ့တနင်္ဂနွေနေ့မှာတော့ရန်ကုန်တိုင်းအောက်ပိုင်းပဲခူးတိုင်းအောက်ပိုင်းကရင်ပြည်နယ်မွန်ပြည်နယ် တနေ့နိုင်တိုင်းအထက်ပိုင်းတို့မှာနေရာကွက်ပြီးတော့မိုးရည်ကြီးချောင်းလမကြော်ကြော်ရွာသွန်းနိုင်တဲ့အနေဓာတ်ဟာကျွန်တော်တို့တောင်ပြိုခြင်းလမ်းပြိုခြင်းတောင်ဆောင်များမှ နေထိုင်သူများမြစ်ချောင်းများမှနေထိုင်သူများရေအလုံးလိုက်ကြိုက်စားခြင်းအခြေအနေများကိုခံရနိုင်တဲ့အတွက်ကြောင့်မလို့မိမိတို့မိတ်ဆွေများကို အချိန်မီဂရိပေးကြပါထို့အတူပဲ အချင်းပြင်းနယ်၊သခိုင်းတိုင်းထက်ပိုင်း၊ချင်းပြင်းနယ်၊ရခိုင်ပြင်းနယ်၊အေရဝတီတိုင်း၊ပဲခူးတိုင်းမန္တလေးတိုင်းအရှိပဲရှမ်းပြည်နယ်တို့မှာနေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်။ဒီအနေထားဆိုလို့ရှိရင်ကျွန်တော်တို့ဘူတစ်မုန်တိုင်းကြောင့်မြန်မာပြည်အောက်ဖက်မှာကဘာဝဘေးအန္တရာယ်ခံစားနေရတဲ့အခြေအနေရှိတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ ကမန်းချက်တွေကိုမိမိတို့မိတ်ဆွေများကို YouTube တစ်စင်းမျှဝေပေးနိုင်သလိုပဲ MP3 နဲ့ဆက်လက်မျှဝေပေးကြပါထို့အတူဒီကြားထဲမှာနီးစနစ်ပိုင်းနဲ့ပုံတွေနီးရထူးခြားချက်များရှိလို့ရှင်လဲဥထေတ Group Facebook မှာလိုအပ်လို့ရှင်အချက်အလက်များနဲ့တင်ပြနေမှာဖြစ်ပါလေကျေးဇူးတင်ပါတယ်ရေပူတန်လာတယ်လို့အေးလေ မိုးကလည်းမတည့်ဘူးရေဟာအခုမှတောင်ပေါ်ရေဟာအခုမှလိမ့်ဆင်းလာ ਈ တာဟမ်နာခက်ပြီးတော့တောင်ပေါ်ရေလားဟမ်ဒီမှာလိမ့်ဆင်းလာအေးလေအလောက်ပဲရှိရောမှာလားနဲ့ကောမီးတွေရောဖိနေတော့အဒီကမှဒါတရားနာကိုတွားနေတာပါအခုမှတရားတော့မရောက်သေးဘူး

ဟာဇရာဝတီတယ်နာကွက်တီပဲတိဟောထားလိုက်မယ်လေโอ้ กินตาตะดาออกยောက်บาบีกินตาตะดาเหมี่ยวနေบาดิจันน่ะไม่ซุยเหยไอ้กะล้อมิ้วเว้ยซุยเหยน่ะဟုတ်ကဲ့ပါမျိုးတွေကျွန်တော်ပြပိုင်ဒီလောက်ပါပဲဇွန်လ7ရက်နေ့ကနေ15ရက်နေ့ထိ မုံတိုင်းတရင်နဲ့မိုးလေဆာတရင်ကိုကျွတ်တက်ခမဲထားတဲ့မိုးစလဘကအုတ်ထင်းတဲ့ဘီဖန်လေးကိုကျွန်တော်မျိုးပြသက်တက်ဆက်ပြီးတော့ဖြစ်ပါတယ်အဒီဘီဖန်လေးလည်းအများသူကတည်ရလို့များလေးလက်အင်ရှယ်လေးပြီးလို့ဘီကိုတော့ဆက်ကြည့်ပါတယ်အခုလိုမုံတိုင်းတရင်နဲ့မိုးလေဆာတရင်တွေကိုမြန်တက်ဆက်ပေးနေတဲ့မိုးစလဘကအုတ်ထင်းတဲ့လည်းကြီးကြီးများကြီးနေပါတယ် credit လည်းပေးပါတယ်ကျွန်တော် channel နဲ့မုံတိုင်းတရင်နဲ့မိုးလေဆာတရင်ဆက်လီတရင်တွေကိုမြန်တက်ဆက်ပေးမှာမို့ကျွန်တော် channel like and subscribe နဲ့ like and subscribe နဲ့ pin notification bell လေးကိုနိုင်ခဲ့ပြီးကိုတော့ဆက်ကြည့်ပါတယ်ကျွန်တော် channel အားပြီးကြည့်ရှုသူတွေကကြီးကြီးများကြီးနေပါတယ်နောက်ထပ်ပြီးမှပြန်ဆင်ကြမယ်တရား